ကဲမင်္ဂလာပါခုတော့လက်ရှိမှာမြန်မာပြည်မှာနာမည်ကြီးနေတဲ့ Wave Food App လေးအကြောင်းကိုပြောပြသွားပေးခြင်းနဲ့ကျွန်တော်တို့ねဒီ Wave Food ကိုဒေါင်းလုဒ်အတွက်ဆိုလို့ချင်း Play Store ထဲကနေမှဒေါင်းလုဒ်ရတယ် VPN မလိုဘူးပေါ့နော် Wave Food က2020ဒီဇင်ဘာလဲက launch လုပ်ခဲ့တဲ့ app ပေါ့နော်ဒါပေမဲ့2020ကလုပ်ခဲ့တယ်ဆိုပေမဲ့လက်ရှိဒီ2025မှာတော့ဒီမြန်မာပြည်မှာတော်တော်လေးကိုနာမည်ကြီးနေတယ်ပေါ့နော်ဘာလို့နာမည်ကြီးလဲဆိုတာတခါလဲကျွန်တော်တို့ လောက်ကြည့်ကြည့်အောင်ပေါ့နော်လိုက်ပြီးတော့ဖွင့်ကြည့်ကြည့်အောင်အရင်ဆုံးကျွန်တော်တို့နေတဲ့ဒီ Play Store ထဲကိုဝင်လိုက်မယ်ဗျာဒါဆိုရင် VPN လည်းမပါဘူးဒါကျွန်တော်ဒီမှာ Wave ဆိုပြီးရိုက်ရှာတာတွေ့လားကျွန်တော်ပြန်ပြရမယ် WAV FUL ပေါ့နော်အဲကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးသလိုရှင်ဒီကောင်လေးပေါ့နော် Wave Begin Creator ဒါလေးကို install လုပ်လိုက်ပါမယ် install လုပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာ open ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီကောင် join wave ဒါလေးကိုပဲတစ်ချက်ထပ်နှိပ်လိုက်မယ်ဒီနေရာမှာတော့ battery ကိုရွေးပေးရမယ်ဒါကတော့ထုံးစံနိုင်မယ်ပေါ့နော်အစင်ပြေတဲ့ကိုယ့်ရဲ့ battery ပဲဖြစ်ဖြစ်အစင်ပြေတာတစ်ခုကိုရွေးလိုက်ပေါ့နော်ကျွန်တော်တို့တစ်ခုကိုရွေးလိုက်မယ်ဗျာထားလိုက်တော့ april ဘာညာဘာညာပေါ့နော်ထုံး ကဲပြီးရင်ကိုနေကြီးကိုနေလိုက်မယ်ပြီးလို့ရှိရင်တို့ဒီလိုမျိုးလေးပေါ်လာရင်ပေါ့တို့က Google နဲ့ sign gap လုပ်ပါမှာပါလာပါဘောเนาะကျွန်တော်ကတော့ဒီလက်ရှိကိုမှရှိတဲ့ Gmail နဲ့ပဲ sign gap လုပ်มาဖြစ်တဲ့အတွက်ဒီထဲကနေမှကိုဖုန်းထဲမှာရှိတဲ့ Gmail တစ်ခုနဲ့ကိုပဲကျွန်တော်က sign gap လုပ်လိုက်မယ်ဒီနေရာမှာတော့ ကျွန်တော်အနေနဲ့ user name ကိုပေးရမယ် user name ကသူများပေးပြီးသား user name တော့မရဘူးပေါ့နော်သူများမပေးရတဲ့ user name တစ်ခုပဲဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်တော့ဒီမှာကျွန်တော်ရဲ့ channel name ကိုပေးလိုက်မယ်ဗျာအဲ uh, B U R M E S C Bamis S T U D I O Bamis Studio ဆိုပြီးရဲကျွန်တော်ပေးလိုက်မယ်ပြီးရင်တော့ဒီ dan လေးကိုနှိပ်လိုက် ဒါမှမဟုတ်ဒီနေရာမှာကျွန်တော်တို့ profile တွေပါတခါလေပြောင်းနေလေပြောင်းလို့ရတယ်ဒါလေးကိုပဲတစ်ချက်နေပြီးတော့ upload လုပ်လိုက် upload နေပြီးတော့လို့ရှိရင် profile လေးကိုထည့်လို့ရတယ်လက်ရှိမှာကျွန်တော်ပုံရုပ်ပုံလေးကိုအချက်ယူရလိုက်မယ်ပြီးရင်ဒီ dan လေးကိုတစ်ချက်နေလိုက်မယ်ဒါတော့ nudity nudity ခွင့်မပြုတော့ဘူးတုံးအလောင်းနေလိုက်မယ်ဒီနေရာမှာကျွန်တော်တို့၃ခုရွေးပြရမယ် topic လေးတွေကို ซิมเบียร์3คู่ยွေးไปได้รู้ยาบาเลยကျွန်တော်ก็ซิมเบียร์ยွေးไปได้มั้ยပြီးရင် continue ကိုနှိပ်လိုက်มั้ยဒါတော့ကျွန်တော်တို့ဒီ first post ပေါ့เนาะဒီ island လေးတွေကသူများတိဆောက်ပြီးတာ islands လေးတွေပေါ့เนาะအဲ့ဒီပုံမှာတင်နေဆိုလို့ရှိရင် islands မှာရှိတဲ့ member တွေကနေပြီးတော့มาမြင်နိုင်တယ်ပေါ့ကျွန်တော်တို့ရဲ့ welcome ကျွန်တော်တို့ရဲ့ post ကိုပေါ့เนาะဒီတဲ့ကနေမှာတစ်ခုခုကိုရွေးလိုက်လေရတယ် ရွေးမဲ့ဆိုနှိပ်ပြီးတော့ရွေးရလို့ရတယ်ကဲဒါတော့ရွေးရမယ်ဆိုတော့ကျွန်တော်တခုရွေးလိုက်မယ်ထားလိုက်ပါအောင်မြန်မာ post ပေါ့နော်မြန်မာ post ပဲကျွန်တော်ရွေးလိုက်မယ်음ဒါတော့ကျွန်တော်ရဲ့ photo တွေပါတွေကို accept လုပ်မလားပေါ့ okay ကျွန်တော်ကတော့ allow ပဲနှိပ်ပေးလိုက်မယ်ဒါကျွန်တော်လက်ရှိ phone ထဲမှာရှိရဲ့ photo တွေပေါ့နော်ကဲကျွန်တော်ခုနကဒီပုံလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ caption နေရာမှာတော့ hide တယ် ပြင်တော့ဒီ okay ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ပြင်ဒီအောက်ကဒီဟာလေးပေါ့နော်။ဒါလေးကိုတစ်ချက်နှိပ်လိုက်ဒီများလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် post ဖြစ်သွားပြီ။ post တင်သွားပြီ။ okay ဒီထဲမှာမြန်မာပြည်တော်တော်များများ ရောက်နေပါပြီ။ဒီထဲကကျွန်တော်ပြပေးချင်တာကတော့ဒီလူပုံစံလေးပေါ့။ဒါလေးကိုတစ်ချက်နှိပ်လိုက်။ဒါကျွန်တော်ရဲ့ profile ဒါ profile ပေါ့နော် profile ကို edit လုပ်မယ်ဆိုရင်ထုံးစံတိုင်းဒီကောင်လေး edit လုပ်မယ်။ အဲ့ဒီလုံမယ်ဒီမှာ chain color ရတယ်ဒီမှာ name တွေပြန် change လို့ရတယ်ဒါကျွန်တော်တို့ရဲ့ gmail နဲ့ဝင်လာတာဖြစ်တယ်သူ gmail name ကိုဒီမှာလာပြီးပြရတာပေါ့နော်ဒါလေးကိုကျွန်တော်ပြင်လို့ရတယ်โอเคဟုတ်ပြီဒါကျွန်တော်ရဲ့ BURMESE Barmi Studio ပဲကျွန်တော်ယူလိုက်မယ် bio မှာလည်းကိုကြိုက်တာထည့်လို့ရတယ်ဒါလေးကတော့တော်တော်များများတည်ပြီးတာဖြစ်ပါလိမ့်မယ်ပြီးရင်တော့ဒီ confirm လေးကိုနှိမ့်လိုက် နောက်ခုကဒီမှာ setting လေးကိုဝင်လိုက်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ island creator ပါညာပါညာဓမ္မလေးရှိရယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနေ island တိဆောက်တာလေးကိုကျွန်တော်ပြရမယ်ကျွန်တော်တင်တဲ့ဟာလေးတွေကကိုယ့် island မှာပဲကိုတင်တာမျိုးပေါ့နော်အဲ create your island ဆိုတာလေး icon လေးနှိပ်လိုက်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်က island ကိုတစ်ခုခုတိဆောက်မှာပေါ့နော်ဒါကျွန်တော်ကကျွန်တော် channel name နဲ့ပဲကျွန်တော်သွားလိုက်မယ် me se ထားလိုက်ပေါ့ my vice ပေါ့ရ B I V E S ် invite ဆိုပြီးကျွန်တော်ပေးတိုင်းမယ်ပြီးတော့ရင်တော့ကျွန်တော်တို့က create create ကိုနှိပ်လိုက်မယ် oh sorry ကျွန်တော် slow mo မှာပါလေပြန်ပြင်လိုက်မယ် bi pes ဘာမီ vice ပေါ့နော်ဒီ profile picture ဆိုတော့ဒါကျွန်တော်ပြန်ပြင်လိုက်မယ်နော်ဒါလည်း profile picture ဆိုတဲ့နေရာမှာလည်းကိုကြိုက်တာလေးကိုပြန်ပြီးတော့ ထည့်လိုက်မယ်။ကဲဘာမီးပိုက်ပေါ့နော်။ကဲကျွန်တော်မှတော့ကျွန်တော်ရှိရပုံလေးပဲကျွန်တော်ထည့်လိုက်မယ်။မောင်ချက်တွေလေးနဲ့ပေါ့နော်။နောက်ပချုပ်ပြင်ဒါလေးနေလိုက်ပြင်ကျွန်တော်က create ကိုနေလိုက်မယ်။ဒါကတော့ကျွန်တော်က blue island တိဆောက်လဲလို့မတိရလို့လေပေါ့နော်။ကျွန်တော်တခါလေးပြပေးတော့တာ။ဒါ invite လုပ်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ island ကို join အောင်လို့ invite လုပ်ပေးဆိုတော့ဒါလေးကိုနေလိုက်လို့ရတယ်။ ဒါလေးကိုနေပြီးဒီမှာ copy link ဒါဒီ copy လေးကိုယူပြီးတော့သူများကိုပို့ပေးပြီးတော့ကျွန်တော်တို့ island ကို join အောင်လို့ကျွန်တော်တို့လုပ်လို့ရတယ်နော်ပြီးဒီ back link နဲ့ပြန်ထွက်မယ် okay ကျွန်တော်ပြပေးချင်တာကအဲနောက်ထပ်ဒါကတော့ကျွန်တော်တို့ပုံမှန် post တင်တယ်လို့ပဲပေါ့နော်ဒီမှာ s ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့မှာရှိတဲ့ဗီဒီယိုလေးပုံလေးလက်ရှိမှာတည်ထားတဲ့လောက်ကတော့ copyright ပါညာမရှိဘူးလို့တော့တည်ထားတယ် သူများဗီဒီယိုတွေကြိုက်လို့တင်တာဖြစ်ဖြစ်အဲ့တော့ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ super light တွေပါတယ်ဝယ်ဖို့မစင်းစားပါနဲ့ဘောနော်ခုမှပတ်စံအကုန်ခံပြီးဘာမှမလုပ်သေးနဲ့ဘောနော်ဘာလို့လဲဆိုတော့ခုမှဘာမှမသိသေးတဲ့ platform တစ်ခုမှကျွန်တော်ကနေပြီးတော့မှ payment တွေဘယ်လို payment မှမသိသေးတဲ့ဟာပေါ့တီထားတဲ့လောက်ကတော့ကျွန်တော်က PayPal နဲ့ထုတ်ရမယ် Binance နဲ့ထုတ်ရမယ်ဒါလောက်တော့တီထားတယ်ဒါပေမဲ့တကယ်ဖြစ်စေချင်တာကတော့ကျွန်တော်အနေနဲ့အကြံပေးတာဘောနော် personal ရ ဘာမှရှောက်မဝယ်နေနဲ့ကိုကိုပဲ try ကြည့်ပါအများကြိုက်လောက်မဲ့ကွန်လန့်မျိုးတွေအများကြိုက်လောက်မဲ့ video မျိုးတွေဒါလို့ဆိုသဘောပေါက်မယ်တင်တယ်ဒါမျိုးလေးတွေကိုတင်ပေးပါကြည့်ကျွန်တော်လည်းရှိဖုန်းထဲမှာရှိတဲ့ဟာတခုကိုကျွန်တော်တင်လိုက်မယ်ပြီးရင်တော့အမှန်ကြီးလို့နေလိုက်နေပြီဒီမှာ caption ကတော့ထုံးတဲ့ကောင်ရဲ့ဘာညာဘာညာကြီးရေးပြလိုက် okay ကိုနေပြီးရင်မှာ post ဒါကျွန်တော်ရဲ့ဒီ island မှာကျွန်တော်တင်တာနော်ဒီမှာအောက်မှာတွေးလာအဲအရာလေးကို share လိုက်မယ် โอเคဒါဆိုလို့ရှိရင် post လေးကတက်သွားပြီခါလေးဆောင်းပြီเนาะဒါ viewer တွေပါရတော့ TikTok တွေပါအလိုမျိုးပဲ viewer ဘယ်လောက်မြင်လဲပါညာအဲဒီမှာဆို16ရောက်မြင်သွားပြီတွက်လားဒီမှာဒီအောက်ခြေနားလေးမှာများလေးရှိရေเนาะဒီကောင်လေးဆိုလို့ရှိရင်ကဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီ creator ဆိုရတဲ့ချက်နဲ့သူကဒီမှာကျွန်တော်တို့က0.00ဒေါ်လာတော့ပြတယ် တော့5 super like ရအောင်လို့ပြောတယ်ကျွန်တော် account တစ်ခုကိုဖွင့်ပြီးတော့မင်းညာဖွင့်ပြီးတော့အဲကျွန်တော်ဒီမနက်မှာဘယ်သူမှမသိ super like တစ်ခုလာပေးထားတယ်ဒေါ်လာလည်းစပြီးတော့ဝင်နေပြီ0.14ဆိုလာမသိဘူးအဲကောင်လေးရလေးနော်မင်းညာဖွင့်လာတယ်ကျွန်တော်တင်ထားတာကောင်မလေးလာလာပုံလေးတွေတင်ထားတယ် international view လေးရတယ်လို့ပဲပေါ့နော် international လူတွေလာ like တာလာတော့မပြောတတ်သေးဘူးအဲ့တော့ကျွန်တော်နေအကြံပေးခြင်းနဲ့ဘာမှမဝယ်သေးပါနဲ့ဘာ super like မှမဝယ်သေးပါနဲ့ကိုကိုပဲအရင် try ကြည့်ပါအောင်ပေါ့နော် try ကြည့်ပြီးတော့မှဒီ platform ကအသားကျတော့လေဆိုတဲ့အချိန်ကျမှတစ်ချက်ပြန်ပြီးတော့သုံးတက်ပါသူများရောင်းလိုက်လိုက်မရောင်းဒေးပါနဲ့ဒါတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲကျွန်တော်ပြန်ပြရမယ်မှာ creator မှာသူက super like 5ခုရှိရမယ်လူ15ယောက်ကို invite လောက်အောင်မယ် invite လောက်တာတော့ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီ invite လေးကို net ဒီ copy လေးကိုယူပြီးတော့ link လေးတွေပို့ပြီး invite လောက်လို့ sign up ပေးလို့ရှိရင်ရမယ်ကဲအဲ့ဒီတော့စမ်းကြည့်ကြည့်ပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်